ဆရာမန်းတင်ဤဒုတိယကျင်းထွေသောမြို့ပိုင်းမောင်ပြုံးချူစာအုပ်မှာဝရင်တုတ်ဆိုတဲ့အကြောင်းအရာလေးကိုဖတ်ပြမှာဖြစ်ပါရှင်အတန်ငယ်မိုးချုံမှာမောင်ပြုံးချူရုံးမှပြန်လာလေတယ်ဒီနေ့တဲမိုးချုံပါလားဒီလောက်တောင်အလုပ်တွေလုပ်လို့ဘယ်သူဂုံသူတွေလဲရမှာမဟုတ်ပါဘူးသူ့ဇနီးကအိမ်ဝမှကြိုး၍နှုတ်ဆက်လေတယ်ရတာမရတာအပထား ဝိတရားကြည်အောင်တော့လုပ်ရတာပဲရှင်မရင်ဒီနေ့တော့အမတော်ကြီးတွေထုတ်ပေးရတာက တမျိုးရာဇဝတ်မှုတွေချိန်ထားတာက များတော့နည်းနည်းမိုးချုပ်သွားတယ်ကွမောင်ပြုံးချိုက လေးပြေလေးမှုန့်လိုက်တယ်အလကားပါဒီအလုပ်လဲမမတ်မောပါနဲ့တော့အိမ်နေရတယ်မရှိဘူးပင်ပန်းလိုက်တာလဲလွန်ရော အလုပ်သာထွက်လိုက်ပါမောင်ရင်အခုနေခါဝရင်တို့ရောင်းစားတာကဟန်မာလိုက်မယ်ဟင်ဘယ်နဲ့ဝရင်တို့ရောင်းစားရမလဲ ပြောစမ်းမအောင်အလုတ်ထွက်တန်လဲထွက်ရတာပေါ့အခုဝရင်တုတ်တွေတိတ်ခစ်စားနေဟောဒီသတင်းစာတွေဖတ်ကြည့်သူ့ဇနီးဟာသတင်းစာများကိုလှမ်းပေး၍အတွင်းကန်းသို့ဝင်သွားလေတယ်မောင်ပြုံးချူဟာသူ့ဇနီးလှမ်းပေးလိုက်သော သတင်းစာများကိုလှမ်းလောကြည့်ရှုနေစဉ်ဝရင်တုတ်ဈေးကောင်းမြိအရေးအယောင်အတိတ်နမိတ်များကို တွေ့ရလေတယ်အလန်နီနဲ့အလန်ဖြူကွဲပြီးအလန်နီက ပလိတ်ကိုရိုက်ချင်း အလန်နီကို ပလိတ်ကရိုက်ချင်းပြည်သူရဲဘော်နှင့် အလန်နီရိုက်ပွဲ အလौတမအချင်းချင်းဝရင်ထုတ်ပွဲဆင်ချင်းဂလုံးဦးစောဤဝရင်ထုတ်တက် ဖွဲ့စည်းပြီးစီချင်းမောင်ပြုံးချိုဟာသတင်းစာအသီးသီးတို့မှဝရင်ထုတ်တန်များကို ကြားနာရင်လက်မြင်လာသည့်သူ့ဇနီးတဲ့အားချီးကျူးမိလေစီးပွားရေးဆိုသည်မှာနိုင်ငံရေးကိုအယောင်ပြ၍ရှာကြရသည်ကိုလည်းတတိမူမိလေ အမျိုးသားအောင်ပွဲနေ့များတွင်အလံရောင်းသူများ စီးပွားဖြစ်ပုံဘိုးချုပ်စီးပင်းလေးလွတ်လပ်ရေးမုတ်ထုပ်ကြီးတို့ကိုလည်းတတိယမိလေဟုတ်သည်မှန်သည်ဝရင်တို့တွေယခုတလောအလွန်အသုံးဝင်နေတယ်ဝရင်တို့ဟာတို့မြမာတို့ဆွဲကင်အပ်သောလက်နက်ပေတကားအလောင်းဖျားလက်ထက်ကဝရင်တို့နဲ့အနိုင်ယူခဲ့သည်မဟုတ်ပါလားဦးစောလေဝရင်တို့နှင့်ပင် တကူးထွားခဲ့သည်တကား ယခုလည်းနေ့စဉ်သတင်းစာတွေထဲတွင် ဝရင်တုတ်တွေအစွမ်းပြနေပုံကိုမကြာခဏတွေ့ရတယ်။မိမိဇနီးပြောတဲ့ကဲ့သို့ဝရင်တုတ်ဆိုင်ကြီးတီရသောကောင်းလီစွာအရင်လဲနေတယ်၊ငွေဝင်လန်းလဲဖြောက်မယ်။မောင်ပြုံးချိုဤအတွင်းတန်တန်တွင်ဝရင်တုတ်ဆိုင်ဖွင့်လိုစိတ်တို့ဖြင့်ပြေလျန်းနေလေတယ်။ရန်ကုန်ကုံသေးလန်းရှိခန်းနာသည့်အဆောက်အအုံကြီးရှိတွင်ဝရင်တုတ်ကုမ္ပဏီဟူသော ထဲဝါသည့်ဆိုင်းဘုတ်ကြီးကို တွေ့နိုင်ပါတယ်။ဆိုင်းရှိတွင်လည်းထန်းလုံးလောက်ရှိသည့်ဝရင်တုတ်ကြီးကိုကြော်ညာအဖြစ်ဖြင့်ထောင်ထားသည်ကို တွေ့မြင်ရတယ်။ဝရင်တုတ်အမျိုးမျိုးလက်လီလက်ကားရနိုင်ပါသည်ဟုသော ဆိုင်းဘုတ်ကလေးတစ်ခုကိုလည်းတွေ့ရတယ်။အတွင်းသို့ဝင်သွားလျင်ဝရင်တုတ်အစားစားကို သူ့အခန်းထဲသူစီရီရီလှပစွာဆင်ပြင်ထားသည်ကိုလည်းတွေ့ရလေတယ်။ဝရင်တုတ်အမျိုးအစားတွေကလည်းစုံလှပါတယ်။ အချို့ဝရင်တို့များမှာဝရင်တို့အစ်စ်များဖြစ်တယ်အချို့မှာကအင်းသားကိုသုံးနောင်ခန့်ဖြဲ့၍အဖျားရှူသည့်ချောပွေသောတို့များဖြစ်လေတယ်အချို့ကျွန်းသားအချို့ပြင်းကလေးသားများနှင့်ပြုလုပ်ထားလေတယ်အခန်းတစ်ခုအတွင်း၌ဇပွဲတစ်ခုတွင်ထိုင်နေသူကကုမ္ပဏီပိုင်ရှင်ဥပြုံးချူဖြစ်လေတယ်အခြားဇပွဲတွင်လက်နှိပ်ဆက်ရိုက်နေသူကား ူဇနီဒေါ်တင်မာကြီးဖြစ်လေတယ်။တင်းရဲ့တို့တာယာဝရီကသခင်နိစီစာရေးလိုက်ပါဦး။အခေါင်းမပါတဲ့ချက်ခွားနှစ်တွဲလောက်ဒီလမကုန်မီအရောက်ပို့ပါလို့။ဦးပြုံးချိုးကသူဇနီကိုလှမ်း၍ပြောလိုက်လေတယ်။အမလီရေးလိုက်ရတဲ့စာကလည်းလွန်ပါရော။ကြောအောင်လာပြီ။နှက်ပြန်ခါမှရေးတော်မယ်။အခုကျွန်းသားတို့မှာစာတော်ရေးမပြီးသေးဘူး။သူဇနီက ကြောကိုကော့ရင်ပြန်ပြောလေတယ်။ဒီခါမှရှင်မရအခုလဲလက်နှိပ်ဆက်စည်းမလေးတွေရှာနေတော့မို့ပါ။အမေဒီတိုက်မယ်လက်နှိပ်ဆက်စည်းမတွေမထားရဘူးဆရာ။ကိုပင်မန်းရင်ပင်မန်းပါစေ။ကြည်စံသူတိတ်ညံများတာပဲ။စည်းမလေးတွေနောက်ပိုးချင်ပြီထင်နေ။မရဘူး။ဟမ်ဒါပဲ။တင်မာကြီးဟာနှက်ခမ်းဆူ၍ညှက်ဆောင်ခဲလိုက်လေတယ်။ဝရင်တို့ဝရင်တို့ ိုင်းလုံးကျော်တဲ့ဝရင်တို့ရိုးရရားကိုနိုင်ခဲ့တဲ့ဝရင်တို့တချက်ထိယုံနဲ့မဏိကွဲမိဝရင်တို့ကျွန်တော်တို့တိုင်းမှာ အထူးစီမံလုပ်ကင်ထားသော ဝရင်တို့များကိုတုံးကြည့်စမ်းပါညီမြလက်ဆကောင်း၍လူတအူးကောင်းကိုဖြောင်းကနေမြီအောင်ခွဲနိုင်ကြောင်းသိရှိရပါလိမ့်မယ်အထက်ပါကြော်ညာများကိုနေ့စဉ်သတင်းစာများတွင် မကြာခဏတွေ့ရှိနိုင်ပါ रे မြမသတင်းစာများကလည်းမြမကုမ္ပဏီကြီးတစ်ခု ဖြစ်ထွန်းကြီးပွားလာသည်ကို တွေ့ကျင်မြင်ကျင်ကြသောအာသာဆန္ဒပြင်းပြလှသောကြောင့်မောင်ပြုံးချိုတို့ကုမ္ပဏီအားအထူးအရေးပေးမြှောက်ဆားကြတယ်။ယမန်နေ့ညကတာယာဝတီခရိုင်ပေါတော်စုကြီးရွာတွင်အရှိချောင်းဖုံးတော်ကြီး၏တကားများနှင့်အနောက်ချောင်းဖုံးတော်ကြီးတကားများရိုက်ကြရာအရှိချောင်းဘက်မှ လူပေါင်း90ခန့်ဒဏ်ရာရရှိ၍အနောက်ချောင်းဘက်မှတငယ်တယောက်သာ ပိုးပဲ့သွားသည်ဟုသိရှိရကြောင်းအနောက်ကျောင်းဘက်မှပါဝင်ရိုက်နှက်သူများသည်မြမအမျိုးသားဥပြုံးချိုပိုင်ဝရင်တုတ်ကုံမဏီမှ ရှားနှစ်တုတ်များကိုအသုံးပြုကြသည်ဟုသိရှိရကြောင်းထိုကဲ့သို့သတင်းမျိုးကိုသတင်းစာများကထည့်သွင်းဖော်ပြပေးရာဝရင်တုတ်ကုံမဏီကြီးဟာတဖြည်းဖြည်းနာမည်ကြီးလာလေနာမည်ကြီးလာသည့်အားလျော်စွာဝရင်တုတ်ဆိုင်ကြီးတွင်လည်း ဝဲသူတွေနဲ့တိုးမပေါက်အောင်စီကားလာလျာဥပြုံးချူသည်အလုတ်သမားပေါင်းမြောက်များစွာနဲ့အလုတ်ကိုတိုးချဲ့လုတ်ကန်ရလေတယ်။ဥပြုံးချူဟာသူ့အခန်းကလေးတွင်အထူးအလုတ်များလျက်ရှိတယ်။အပြင်တွင်လည်းဝင်းတို့ဝဲယူသူတွေနဲ့ပြည့်နှက်လျက်ရှိတယ်။သူတို့စကားပြောတဲ့တွေကလည်းစူညံလျက်ရှိတယ်။လူငယ်တယောက်ဟာဖနက်တန်ပြင်းပြင်းနဲ့ဥပြုံးချူအခန်းတွင်သို့ဝင်လာလေတယ်။ ။ဥပြုံးချိုးဆိုတာခမည်းလား။လူငယ်ကခက်ဆက်ဆက်မေးလေတယ်။ဟုတ်ပါတယ်။ဥပြုံးချိုးကခက်အေးအေးဖြေတယ်။ကျုပ်တို့တက်ဖွဲ့အတွက်ဝရင်တို့900လိုချင်တယ်။ရပါစေမယ်။ဘယ်ဈေးလဲ။တစ်ချောင်းနှစ်ချက်900ဆိုတော့တစ်ချောင်းကောင်းပါပြီ။ဒီလမကုန်ခင်လိုချင်တယ်။ရပါစေမယ်။လူငယ်သည်ဆယံပေးပြီးနောက်ထွက်သွားလေတယ်။တငယ်မတယောက်လုံကြီးတူတူ အင်းကြီးလက်မောင်းပင့်လျက်ဝင်လာပြန်တယ်။ခုတင်ကဟိုလူဝင်းရင်တို့ဘလောက်မှားသွားသလဲ။900ဦးပြုံးချိုကဖြည်တယ်။ကျမတို့အမျိုးသမီးတက်ဖွဲ့အတွက်1500မှားခြင်းနဲ့ရှားနှစ်တို့အရင်တုတ်တုတ်လိုခြင်းနဲ့ကောင်းပါပြီရပါစေမယ်။တချောင်းကိုသုံးချက်ကြမယ်။ကိစ္စမရှိပါဘူးလှုပ်ထားပါ။ရော့စင်ရံွေတထောင်။မိမပြိုထွက်သွားပြီးနောက်ပလိတ်အရာရှိတယောက်ဝင်လာပြန်လေတယ်။ဦးပြုံးချိုဆိုတာဦးလား မှန်ပါတယ်ကျွန်တော်တို့ပလိအဖွဲကြီးအတွက်အနန်းနှစ်တောင်းအရင်နှစ်လက်မှအပြားတစ်လက်မှခွဲ ရှိတဲ့ပြင်းကရိုသားဒုတ်လိုချင်ပါတယ်ဘလောက်ယူမလဲ၃တောင်းပြင်းကရိုသားကရှားတယ်ဒီတော့ဈေးနည်းနည်းကြီးလိုက်မယ်အမိတ်ရှိပါအောင်တစ်ချောင်း၅ချက်လောက်သားလောက်ပါကျွန်တော်တို့မယ်ရံမုံငွေတောက်ပါတယ်မောင်တို့မယ်နံမတ်ဒုတ်တွေရှိသားပဲအဲ့ဒါတွေကတိုးတယ်လက်စာမကောင်းဘူးကျွန်တော်တို့ဟာ တကယ်လွတ်လပ်ရေးကို အမိအယာတိုက်နေတဲ့လူလူပလိတ်တွေပါဒီလိုလွတ်လပ်ရေးလမ်းကြောင်းမဲ့အနောက်အဆက်လောက်တဲ့လူတွေအဲ့ဒီပြင်ကလေးသားတုံးနဲ့နှက်ရမှာပဲသူထွက်သွားပြီးနောက်လူငယ်တယောက်ဝင်လာကအလျားလေးတောင်ရှိဝရင်တုပ်စစ်စစ်များကို လာမှာပြန်နေထိတ်တွင်တန်ချုံများတက်ပေးရန်ကိုလည်းတိုးတိုးညွန်ကြားလေဘူးပြုံးချိုဟာအထူးဝမ်းသာလျက်ရှိတော်တယ်မှားထားသောဝရင်တုပ်များကိုလည်းရက်ချင်းတွင် အစင်သည့်ဖြစ်ရန်အထူးကြိုးပမ်းလျက်တပည့်လက်သားဆုံးလင်းစွာနှင့်လောက်ကင်လျက်ရှိသည်။ချင်းရက်တွင် ဝရင်တို့အသီးသီးကိုသက်ဆိုင်ရာအသင်းအဖွဲ့များသို့အပ်လိုက်ပြီးသောရရှိသောငွေပေါင်းမြောက်များစွာတို့ကိုဗန်တိုက်သို့အပ်နိုင်ရန်ကားကြီးကိုကိုယ်တိုင်မောင်း၍ထွက်လာစဉ်အတွင်းဝင်ယုံအနီးသို့ရောက်လာသောအခါစူညံသောအတံများကိုကြားရလေသည်။သူသည်လမ်းတောင်တစ်ခုတွင် ကားကိုရက်၍အရိတ်အခြေကို ကြည့်နေစဉ် လက်ဝဲဘက်မှ အလံပေါင်းမြောက်များစွာကိုလွင့်ထူ၍ခြိတက်လာသော လူလူကြီးကို တွေ့ရလေတယ်။သူတို့သည်ကျွေးကြောတန်အမျိုးမျိုးကို အော်ဟစ်လာကြလေတယ်။ထိုစဉ်တွင် လက်ရဘက်မှခြိတက်လာသော အလားတူလူလူကြီးကို တွေ့မြင်ရပြန်တယ်။သူတို့လည်းအလံအမျိုးမျိုးကိုလွင့်ထူ၍ကျွေးကြောတန်အမျိုးမျိုးကိုခစ်ကျွေးလာကြလေတယ်။ကြည်နေစဉ်ပင်တက်ဦးနှစ်ခုစုံမိကြရာနှစ်ဖက်သောလူလူဟာ စူညံသောအတံများကိုပြုကတဖက်နဲ့တဖက် ရိုက်ကြလေတော့တယ်။သူတို့လက်ထဲတွင်ပါလာသော ဝရင်တုံအမျိုးမျိုးတို့နှင့်တဦးကိုတဦးအတနာအညာတာကင်းမဲ့စွာဦးကောင်းများကိုရိုက်ခွဲကြကုန်တယ်။မောင်ပြုံးချူဟာမိမိဆိုင်မှဝရင်တုံတို့၏စွမ်းရည်ကိုအကဲခတ်ကြည့်ရှုနေစဉ်ဖြောင်းဖြောင်းမြည်သောအတံတို့သည်ပဲ့တင်ထက်လျက်ညီပေါ်တွင် သွေးရဲရဲတန်ရဲရဲနှင့်အတုံအယုံလဲကြကုန်တယ်။ဟင်း မဲ့နေပါလေနှစ်ဖက်စလုံးကလွတ်လပ်ရေးလွတ်လပ်ရေးနဲ့အော်နေတယ်အော်နေတာချင်းတူရက်နဲ့ဘာဖြစ်လို့ရိုက်နေကြပါလဲသူ့အနားတွင်ရက်နေသောအမဲအိုကြီးတယောက်ကညင်းညူလေတယ်ဦးပြုံးချူဟာသူ့ကိုလှဲ့ကြည့်ရန်ညက်နာလွှဲလိုက်ကရိုက်ပွဲကိုပင်ကြည်မြဲကြည်နေပြန်လေတယ်ထိုကဲ့သို့တပြောင်းပြောင်းရိုက်နေကြစဉ်မြောင်များသောပလိတ်တို့ဟာအရှိုးရှိုးထွက်ပေါ်လာကြပြန်ကနှစ်ဖက်သောလူတို့ကြီးကို ပြင်းကရိုးတုံနဲ့ရိုက်ခွဲကြပြန်လေတယ်။လူလူကြီးကလည်းပြန်လန်ခုခံကြရာပလိယောလူလူပါထွေးလုံးရစ်ပက်လျက်အတုံးအယုံလဲကုန်ကြလေတယ်။မောင်ပြုံးချိုလည်းအထိတ်တလန့်ဖြစ်ကကားပေါ်မှဆင်း၍အနီးမှအမေအိုကြီးကိုတတိယသဖြင့်လှဲကြည့်လိုက်ရာသူသည်ထိတ်ကွဲ၍လဲနေသည်ကို တွေ့ရလေတယ်။သူသားမကမောင်ပြုံးချိုအနားရှိ လူအပေါင်းတို့သည်တယောက်မကျန်းထိတ်အပ်လျက် ပလက်တစ်မျိုးမှောက်လျက်တစ်ဖုံသွေးအိုင်ထဲတွင်လဲနေကြတာကို တွေ့ရလေတယ်။မောင်ပြုံးချူဟာအနီးအနားပတ်ဝန်းကျင်ကိုလှဲ့ကြည့်လိုက်ရာ အထူးတုံလှုပ်ခြောက်ချားသွားလေတယ်။မကြာသေးမီကအတန်ကုံအော်ဟစ်နေသူအပေါင်းဟာ ဝရင်တို့ကိုစီနဲ့အတုံးအယုံလဲနေကြလေတယ်။ပတ်ဝန်းကျင်တစ်ခုလုံးဟာလူသေးတို့စွန့်ပြစ်ရာတုတ်တန်တစပြင်းကြီးနဲ့တူးနေလေတယ်။သူအရက်တွင် သူတယောက်သာလျှင် မားမားမတ်မတ်ကြံရှိလေတော့တယ်။သူသည်ငွေထုပ်ကြီးကိုပိုက်ကာ တွေးဝေလျက်ရှိစဉ် လေရင်အုပ်ကြီးပြန်တန်းလာတကဲ့သို့အတန်များကိုခတ်တဲ့တဲ့များကြားရလေရာငွေထုပ်ကြီးကိုပြစ်ချကာမြောင်းထဲသို့ဆင်း၍ဝှက်နေလေတယ်။သူကြားနေရသောအတန်များဟာတစတစနီးကပ်လာလေရာကျယ်၍ကျယ်၍လာလေတယ်။နောက်ဆုံး၌မောင်ပြုံးချူဤဥကောင်းထက်သို့ရောက်ရှိလာလျက် ဝုံဝုံဟူသောအတန်များကိုကြားရလျာဘုံချနေပြီဟု အောက်မိကမျက်နာမဖော်ရဲအောင်ရှိလေတယ်။အတန်ကြာသောအခါအတန်ငိန်သွား၍အမတ်တမဲ့ကြည်လိုက်ရာ လေရင်ပြန်များကိုကမမြင်ရတိမ့်တမ်းမကမရေမတွက်နိုင်သောလရအပေါင်းတို့ဟာ အတုံးအယုံလဲနေကြသည့်ခန္ဓာကိုယ်တို့ပေါ်တွင်ယန္နာထိုးစိတ်နေကြသည်ကို တွေ့မြင်ရလေတယ်။ထိုအခါကျမှ သူကြားရသောအတန်ကလဒရတို့ဤအတောင်ပံသံဖြစ်၍ဝုံဝုံဟူသောအတန်ကမြေသို့ထိုးဆင်းချသောအတန်ဖြစ်ကြောင်းကိုသိရှိရလေတယ်။သူသည် ထိုနေရာမှ ကဘာကြီးပျက်စီးတော်မီကဘာကြီးပျက်စီးတော်မီဟု လောကဗျူဟာနှစ်သားကဲ့သို့အတန်ကုံကျွေးကြော်ရင်တဟုန်တဲပြေးလီတော်တယ်။တလန်လုံးဝရင်တို့ဒံယာနှင့်ဟတ်တက်ပြေးကခန္ဓာကျွေနေကြကုန်သော အာဇာနီအပေါင်းကိုပင်ဥညွတ်ကအယူအသေးမပြုနိုင်တော့ပဲခုံကြော်ပြေးလွှားနေလေတယ်။သူသည် အမောဆိုင်မတက်မယံမနာပြေးလွှားနေတော့လေလမ်းပေါ်တွင် အဖော်ဟူ၍တယောင်းမျှမတွေ့ရကစိတ်အားငယ်လာလေတယ်။ဝရင်တို့တန်ရာဖြင့်တမျိုးလုံးပင်ပြုတ်ပြုတ်ပြုံးကုန်ပြီလော။တမျိုးလုံးပင်လဒတို့ဤအစာဖြစ်ကုန်ပြီလော။သူသည်သဲတုံဥတုံယူကျုံမရဖြစ်လာလေတယ်။ ထိုအချိန်တွင် လမ်းဘေးတိုက်ကြားထဲမှလူတစ်ယောက်သည်အလံကြီးကိုကင်၍ထွက်လာကာ မောင်ပြုံးချူအားအလံတိုင်းဝရင်တုံနှင့်တအားလွှဲရိုက်လိုက်ရာရှောင်းကောင်းသဖြစ်သာထိတ်မကွဲပဲပခုံးကိုထိလေတယ်။အမလီပြားမောင်ပြုံးချူဟာ အလံတကြားအော်မိလေတယ်။ဘယ်နယ်ဖြစ်နေတာလဲညနေကြီးအိတ်နေလိုက်တာထပါရေချိုးပြီးရင်ထမင်းစားကြမယ်။မောင်ပြုံးချူဤဇနီးဟာ ပခုံးကိုပုတ်၍နှိုးလေတယ်။ထိုအခါကျမှမောင်ပြုံးချူဟာသတင်းစာရီတပုံကြီးပေါင်ပေါ်တင်လျက်အိပ်ပြောနေရာမှကြောင်ကရန်းထကရေချိုးကန်းရှိရာသို့လှမ်းလေတယ်။သူသည်ခတ်တွတ်တွတ်ရေချိုးပြီးလင်ထမင်းပွဲရှိရာသို့ရောက်လာလေတယ်။ထမင်းပွဲတွင်ကခဲပွဲဘောဇင်တို့ကိုသူမမြင်နိုင်။အိမ်မက်ထဲမှဝရင်တို့များထိတ်ဟတ်တက်ကွဲများနှင့်လဒများကိုသာ ညင်ယောင်နေတော့တယ်။စင်စစ်အားဖြင့်မောင်ပြုံးချူဟာ အလုံမှထွက်၍ဝရင်တုတ်ဆိုင်လဲမတီထောင်ရသေးပါ။အချင်းချင်းလဲအိမ်မက်ထဲမှာကဲ့သို့ အကြီးအကျယ်မရိုက်တတ်ကြသေးပါ။ဂေးစကုတ်တောင်မှသိန်းသန်းမကညားမြောင်လှစွာသောလဒအပေါင်းတို့လဲတို့မြမာများဤအသားအသွေးဥသေးအစုံတို့စားသုံးတောက်မျိုးရန် မရောက်လာကြသေးပါ။ဂျာနေကျော် 1940ခုဖေဖော်ဝါရီဆီယာမန်းတင်ရဲ့ဒုတိယကြိမ်ထုတ်ဝေသောမြို့ပိုင်ပေါင်းပြုံးချူစာအုပ်မှာဝရင်းတုပ်ဆိုတဲ့အကြောင်းအရာလေးဒီနေရာမှာတင်ပြီးဆုံးပြီဖြစ်ပါရဲ့ရှင်။